အားလုံးမင်္ဂလာပါမန်နယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာနဲ့နေနေပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးအသတင်းတပုတ်ရှိပါတယ်ဒါကကိုတိတောင်မဲကစားသမားတယောက်ဖြစ်တဲ့ဂျီဒန်ဆယ်ရှင်နဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့တဲ့ကျွန်တော်တို့တက်လာတဲ့အခြေအနေတခုရှိပါတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာနောက်ဆုံးရထားတဲ့အခြေအနေဘယ်လိုရှိမလို့ဆိုတော့ကျွန်တော်တို့ဆွေးနွေးသွားရအောင်အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါ ဒါကတော့ကျွန်တော်စကိုင်းစပေါ်ရဲ့ဂျာနီလေးတူဖြစ်တဲ့ဒီမာစီရိုကနေပို့လို့ရရှိပါတယ်။နာပိုလီအသင်းအရဆိုရင်မန်စတီကွင်းလေကစားသမားဒီဘရိုင်နာခေါ်ယူအပြီးမှာဂျေဒန်ဆေဂျိုကိုနောက်ထပ်ပြင်းပြထားလာတာဖြစ်တယ်ဆိုပြီးတော့ဒီမာစီရိုကနေပို့လို့ရတယ်။ကက်ပီတောလေးကျွန်တော်ဂျေဒန်ဆေဂျိုကိုစော်ဒီလေးအပါဝင်ဥရောပအသင်းနေနဲ့အေလာအသင်းတို့ကဇုံစဲမင်းမဲမှုနဲ့နောက်ထပ်တစ်ချိန်ပြန်ပြီးတော့ရှိလာပြီဆိုပြီးတော့တတိယနေ့ကျွန်တော်ဖော်ပြလာတာရှိတယ်။ဆိုတော့ ီသတင်းကကျွန်တော်တို့ပြည်သက်တွေအတွက်ရောအတင်းအတွက်ကိုတကိကိုအစဉ်ပြေတဲ့သတင်းလို့ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့ဒီနေရာဒီဈေးကွက်မှာဆိုရင်ဂျီဒီဆယ်ချူကိုကိုအတင်းဘက်ကမပြေမနေကိုရောင်းချဖို့ကိုရှိနေတယ်။ဆိုတော့ဒီနေရာမှာ sorry လေးအတင်းနဲ့ဥရောပလေးအတင်းနဲ့ပြီးလို့ရှိအင်းလာအတင်းတွေကစုံစမ်းမင်းမဲမှုတွေချီလာခဲ့တယ်ဆိုပေမဲ့လို့ကြည်ကြည်ပြင်းပြင်းနဲ့တည်ရင်ဝင်ကျွန်တော်အဲ့လောက်ထိကဲလဲမှုတွေမရှိသေးဘူးဆိုပြီးတော့လေကျွန်တော်သိရထားရတယ်။ဒါပေမဲ့လို့ ကျွန်တော်ဒီနာပိုလီအသင်းအားဆိုရင်ဒီဘရိနာကိုခေါ်ယူပြီးမှဂျီဒန်ဆေဂျိုကိုလည်းခေါ်ယူဖို့ရှိနေတယ်ဆိုပြီးတော့ပို့လုထားတယ်။စာသမားတို့ရဲ့ကျွန်တော်အသင်းဘက်ကပေါ့ဗျာဒီဂျီဒန်ဆေဂျိုကတော့နေရာဒီဈေးကွက်ကာလာတို့တင်မှမဖြစ်မနေကိုရောင်းချဖို့လိုတယ်။ဘာလို့ဆိုတော့အသင်းအနေနဲ့ဒီကစားသမားကိုရောင်းချမှကျန်တဲ့ပလေယာတွေကိုကျန်တဲ့အသင်းတွေကကစားသမားတွေကိုခေါ်ယူနိုင်ခြင်းရှိမှာ အခုလေးပဲနာပိုလီအသင်းကဆိုရင်ဂျီဒန်ဆေဂျိုကိုခေါ်ယူဖို့အတွက်အသင်းအတင်ကိုကြိုးပမ်းမှုတွေရှိလာတယ်ဆိုတော့ အကိုရီအသင်းတက်တာကောင်းတဲ့အချက်ပေါ့ဗျာနာပိုလီအသင်းအနေနဲ့ဂျီဒီဆန်ညိုခေါ်ရတဲ့နေရာမှာတကယ်လို့ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်ညီနိုင်ဖို့အာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကတော့အဆင်ပြေမယ်ဘာလို့ဆိုတော့ယူနိုက်တက်အသင်းကဒီကစားသမားဖြစ်သူကို ပေါက်တဲ့30ဖြစ်ဖြစ်25သန်းဖြစ်ဖြစ်အဆုံးစွမ်းပါအသင်း20ဖြစ်ဖြစ်ရောင်းချပလိုက်လို့ရတယ်ခက်တာကဒီကစားသမားအနေနဲ့ရှက်စီမှာအငါကစားခဲ့စီတုန်းကလည်းရှက်စီအသင်းကခေါ်ချင်တာဒါပေမဲ့လို့ကစားသမားဖြစ်သူကလောက်ခလာစာကိုဘေးအသင်းကမကင်လင်ကင်လင် လောက်ခလာဆိုရှုံးမြူတာကကြောက်ကြတယ်ဆိုတော့အခုလည်းပဲနာပိုလီအသင်းပါဝင်ဆော်ဒီလည်းအသင်းပြီးလို့ချင်းအေးလာတဲ့ဥရောပအသင်းတွေကဒီကစားသမားဖြစ်သူကိုဟိုကန်လဲမှုတွေရှိလာတာပေါ့ဗျာစုံစမ်းမင်းမင်းမှုတွေရှိလာတယ်ဒါပေမဲ့လို့တရားဝင်မတွေ့ရသေးဘူးတိုးတော်ညာလည်းနာပိုလီအသင်းကအမေရိကန်ကျိုးပန်းမှုတွေရှိလာတယ်ဆိုတော့တကယ့်ကိုကောင်းပါနေလက်တလို့ကျွန်တော်တို့မေဆာအောင်တဲ့အသင်းနေနဲ့အခုဒီကစားသမားဖြစ်သူကိုတကယ်လို့ရောင်းမရှားနိုင်ခဲ့ဘူးဆိုရင်ဒီယာတီမာလည်းပဲ အငားနဲ့လွှဲလိုက်ရမှာအဲ့ဒီနေရာမှာကျန်တဲ့အသင်းတွေကအငားလေးမခေါ်ယူဘူးဆိုရင်တော့အသင်းမှာဆက်နေရမှာ အသင်းမှာဆက်နေပြီဆိုရင်ကျွန်တော်တို့လာစာကပေးရတော့မှာဒီကောင်းကအသင်းကနေပွေထုတ်ခွင့်မပေးရင်လည်းကျွန်တော်တို့ဒီလာစာပေးရမယ်အသင်းကပွေထုတ်ခွင့်ပေးရင်လည်းအကျိုးမပြုတဲ့ပလေယာတယောက်ဖြစ်တယ်ဆိုတော့ဂျီလင်ဆန်ချိုကတော့မြေတခြားအသင်းကို ပြောင်းမယ်ဆိုရင်တော့မဖြစ်မနေလာစာချိုးရဖို့လိုတယ်ဥမာတပည့်ကို3သိန်းခွင့်ရတယ်ဆိုရင်မြေ3သိန်း2သိန်း9000 2သိန်း8000 နှစ်သိန်းခွေးလုံးမေးယူရမှာခက်တာကဗျာကစားသမားဖြစ်သူကဘာမှမဟုတ်ဘူးအဲ့ဒါကိုလာစားရှုံးမြူဒီအချက်ကကျွန်တော်အတင်းတွေရောအပြောင်းရွှေ့နေတာတခုမှတော်တော်ကိုလုံရောက်ခံရတာခက်ခဲနေတဲ့အနေအထားတခုဖြစ်တယ်အဒီမစီကိုဖော်ပြလိုက်တဲ့အနေအထားအရဆိုရင်တော့ဟိုတိတ်ပြီးတော့ယုံကြည်ရတဲ့အထက်မှာတော့မပါဘူးတိုးတော်ညာလဲဒီကစားသမားဖြစ်သူကိုကျွန်တော်အတင်းကတော့နေရာဒီဇုတ်ကဲမှာအမှန်ကန်တဲ့ရောင်းချဖို့ကိုဥတည်ထားတာပဲမင်းဘေးအသိမခေါ်ခေါ်ပဲဟုတ်တယ်မလား နာပိုလီကပဲခေါ်ခေါ်မင်းအေးလာဆော်ဒီလည်းအတင်းနေတာပဲခေါ်ခေါ်ငါတို့ကတော့ရောင်ရှမှာပဲအဲကစားသမားဖြစ်သူကသားမင်းလောက်ခလာစာချောယူခဲ့မယ်ဆိုရင်တော့အဆင်ပြေပါတခုတော့ရှိတာပေါ့ဗျာကျွန်တော်ဥရောပလည်းအတင်းနေတဲ့မှာဆိုရင်ဒီကစားသမားဖြစ်သူကိုလာစာပြဿနာတခုရှိတယ်ဒါပေမဲ့လို့ဆော်ဒီလည်းအတင်းနေဥမာအေးလာအတင်းတို့ကခေါ်ယူခဲ့မယ်ဆိုရင်တော့ဒီကစားသမားဖြစ်သူရဲ့လောက်ခလာစာကအမေကန်ဆုံးနဲ့အများကြီးရဖို့ရှိနေတယ်ကျွန်တော်ပြောင်းရွှေ့ခြင်းကလည်း United အတင်းတို့ကိုအဆင်ပြေမယ် ကစားသမားရဲ့လောက်ခလာစားကလည်းတကယ်ကိုကောင်းမွန်တဲ့ရှင်တစ်ခုရှိမယ်ဒါကတော့ကျွန်တော်ဒီအေးလာအသင်းဘက်ကတော့အမေကန်နဲ့တရင်ဝင်ကဲလဲမောင်းကိုဖြစ်မှာအခုကျွန်တော်နာပိုလီအသင်းကဒီကစားသမားဖြစ်သူကိုဒီဘရိုင်းခေါ်ယူပြီးမှာပရီးမီယာလိကစားသမားတယောက်ကိုနောက်ထပ်ခေါ်ဖို့ရှိနေဆိုတော့သူတို့အသင်းဘက်ကလည်းလက်လက်နေတဲ့နေရာတဲ့တောက်ပဲတင်မှာဆိုရင်လည်းဂျီရယ်ဆယ်ဂျိုအနေနဲ့နာပိုလီအသင်းနဲ့တူတူအာကောင်းမွန်တဲ့ရှင်တစ်ခုဖြစ်ရှင်လေးဖြစ်ကောင်းနိုင်တယ် နာပိုလီပြီးရင်တခြားကော်ပိုမေအသင်းတွေအရဆိုရင်လည်းကျွန်တော်တို့ဂျူပီတာတို့လည်းရှိနေတယ်ဒီလိုအနေအထားတစ်ခုမှာနာပိုလီကတခြားအသင်းတွေတက်ကျော်ပြီးတော့ဒီကစားသမားကိုခေါ်နိုင်ခဲ့မယ်ဆိုရင်ကစားသမားတွေရောကျွန်တော်တို့အသင်းတွေရောပြီးလို့ရှိရင်နာပိုလီအသင်းတွေရောအကောင်းမယ်ဆိုဖြစ်မှာဆိုတော့စာသမားတွေဒါကကျွန်တော်တို့စကိုင်းစပေါ်ရဲ့ဂျာနီလေးတစ်ယောက်ဖြစ်တဲ့ဒီမာဇီရိုကနေပို့လောက်လာတဲ့အခြေအနေတစ်ခုပေါ့ကျွန်တော်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဗီဒီယိုအတိုင်းမှာပြောတာပဲဒါပေမဲ့အကောင်းမယ်ဆိုကတော့လုံးဝဖြစ်မလာသေးဘူး တိုးတော်ညာလည်းနောက်ထပ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့အမေကယ်ဆုံး United အသင်းဘက်ကလှုပ်ရှားမှုနဲ့ပြီးလို့ရှိတခြားအသင်းတွေကခေါ်မှုအပိုင်းတွေမှာဘလို့တွေကျွန်တော်တို့ထိရောက်စွာခေါ်ယူနိုင်ရရှိမလဲထိရောက်စွာလုံးလုံးနိုင်ရရှိမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာလက်တလောအနေထားမှာတော့ကျွန်တော်ဒီမာစီရိုရဲ့ report အနေထားတစ်ခုပေါ့ညီကတို့အနေနဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ရှိလဲ တကယ်လည်းပဲကျွန်တော်နာပိုလီအသင်းကဒီဘရိုက်ခေါ်ယူပြီးမှနောက်ထပ်ဂျေဒန်ဆန်ချိုကိုအမေကယ်ဆုံးနဲ့ဒီနေရာဒီဇေကွက်ကာလာအတွင်းမှာခေါ်ဝင်ရည်ရှိမလားကျွန်တော်စောစောကပြောသလိုပါပဲကစားသမားကိုတခြားသောကလဲအသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေတာဒါပေမဲ့လို့သူ့အနေနဲ့လာစာချုံးမြူတဲ့ပြဿနာတခုရှိတဲ့အတွက်ယူနိုက်တက်အသင်းမှာအဲ့လိုမျိုးကြမ်းကြနေတာနေရာဒီဇေကွက်ကာလာအတွင်းမှာတော့ကိုတင်ဘက်ကပြောင်းလဲမှုတွေအများကြီးလှုံ့ဆော်ရမယ်ဒီကစားသမားတွေကိုကျွန်တော်ရောင်းချပြီးမှငွေပေါ်မှာ တန်းနေစေဆိုရင်လည်းကျွန်တော်ပြဿနာမရှိဘူးတန်း30ဟုတ်တယ်မလားပြဿနာမရှိဘူးဒီကစားသမားကိုတန်း30တန်း25တန်းနဲ့ရောင်းချနိုင်ခဲ့မယ်ဆိုရင်တခြားအသင်းကကစားသမားတွေကိုခေါ်တဲ့အနေအထားတစ်ခုမှာကိုယ်အသင်းရဲ့ဘတ်ဂျက်မလုံလောက်တဲ့အနေအထားတစ်ခုကိုအထိုက်သေးသလောက်ဖြည့်ဝနိုင်စေရှိမှာဆောင်ကြည့်ရမှာပေါ့ဗျာနောက်ထပ်ကျွန်တော်ဘေးအသင်းကများဒီကစားသမားဖြစ်သူကိုခေါ်နိုင်စေရှိမလို့ဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာစရစာသမားတွေဒါကမေဆာုံနဲ့အသင်းရဲ့တောင်ပယ်ကစားသမားတယောက်ဖြစ်တဲ့ဂျင်းနေဆယ်ဂျိုကိုနာပိုလီအသင်းအားဆိုရင် သူတို့ဒီဘရိုင်းနာခေါ်ယူပြီးမှအသေးအသေးကိုနောက်ထပ်ပြင်ပထားလာတယ်ဆိုပြီးတော့ဒီမာဇီရိုကပိုးလောက်လာတဲ့အချိန်တွေတခုကျွန်တော်ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ညီကတို့ဘလို့ထင်မြင်ချက်ရှိလို့ဆိုတော့ comment လေးမှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြီးကျူးအားပေးတဲ့ညီကတို့တယောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ်လည်းအဲကစားသမားအနေနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့နေတာတခုဘလို့ရှိမလဲဘလို့ထွက်ပေါ်လာမလဲဆိုတာဒီနေ့တည်ဆဲပေးဖို့ရှိနေတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို Lion Subscribe တွေမလို့အသိရင် Lion Subscribe နဲ့ လူဒီဘေးချင်းကောင်းလို့လေးကိုတည်ထိုင်ပြီးတော့အတင်းနဲ့ပတ်သက်တဲ့မှာသတင်းတွေကိုစောင့်မျှော်ကြည့်ရှုပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါ